အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေဒီနေ့ကနေပြီးကျွန်တော်တို့စုမုံကောင်းတောင်းပေးလိုက်ပါတယ်အဲဒီနေ့မှာတော့ဒါကျွန်တော်တို့ liverpool ရဲ့ဒါကျွန်တော်တို့ဒီနေ့ညနေမှာတော်တော်လေးကို hit ဖြစ်နေတဲ့သတင်းတစ်ပုဒ်ကြောင့်လည်းပြောအောင် liverpool တင်းနေတဲ့အခုလက်ရှိလာမယ့်ဒါကျွန်တော်တို့စောင်းရသည့်အပြောင်းအရွှေ့မှာဒါကျွန်တော် market ထဲကိုပြန်ဝင်သွားဖို့အတွက်တရားဝင်ရဒါကျွန်တော်လက်ရှိမှာသတင်းတွေရတဲ့တရားဝင်ဒါကျွန်တော်တော်တော်လေးကိုဖြစ်လာခဲ့တော့ ခုလက်ရှိမှာအပြောင်းရွှေ့ဒါကျွန်တော်ဆောင်းရည်ပြောင်းရွှေ့ရဖို့အတွက်တူတေ2လလောက်လူသေးခဲ့ပေမဲ့အခုလက်ရှိ Sky Sport ဘက်ကကိုတိုင်ကဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ Breaking News ကိုဒါလုံငယ်တဲ့နိုင်ပိုင်းလောက်ကမှတင်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ကဒါ Sky Sport ကတင်တဲ့ကြောင့်ဒါကျွန်တော်တို့က Breaking News level မဟုတ်ပေမဲ့တော်တော်လေးကိုတော့စိတ်ဝင်စားဖို့ကောင်းတယ်အခုလက်ရှိမှာတော့ကျွန်တော်တို့ Sammy Nyo ပေါ့နော်ဒါကျွန်တော် Antonio Sammy Nyo ဒါကျွန်တော်တို့ဘုံမောင်သိင်းရဲ့ Winback ဟုတ်ကဲ့ ဝင်းကစားကစားမှဖြစ်တယ်ဒါကြောင့်တောင်မကစားဖြစ်တယ်ဆမ်မီညိုကိုတော့လီဘာပူးတင်းကဒီနှစ်စောင်းရသည့်အပြောင်းအရွှေ့မှာပဲတခါတည်းခေါ်ယူသွားဖို့အတွက်ကြိုးစားနေတယ်ဆိုရတဲ့တင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်ဒါကြောင့်ကစားသမားရဲ့လက်ရှိစာချုပ်ပါအချက်လက်ရလာမင့်နေရာဒီမှာစာချုပ်ဖြတ်သိမ်းကြီးရှိမှဖြစ်ပြီးတော့သူ့ရဲ့စာချုပ်ဖြတ်သိမ်းကြီးကတော့ပေါင်တန်း60နဲ့65တန်းပတ်ချလဲဝင်းကျင်ကြလောက်ရှိမယ်ဆိုတဲ့တင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ် တိုးပေမဲ့တော့ညလေဒါကလက်ရှိမှာဒီပြုလို့မရဘူးဒါဒီဒီကြတော့မသိရသေးဘူးဒါပေမဲ့လက်ရှိမှာလေဘပူးတင်းကလာမဲ့နေရာတည်တိဒီအပြောင်းရွှေ့ကိုစောက်မာတဲ့ဆိုင်သူအနေနဲ့ဒီအပြောင်းရွှေ့အတွက်အခုလက်ရှိမှာတရက်ဝင်တာမင်းမြန်ဆက်ဆန်ပြုလို့သွားဖို့ပြင်ဆင်လာခဲ့တယ်သူလက်ရှိဒါကျွန်တော်တို့လေဘပူးအသင်းအနေနဲ့ဒါအာနီဆောနဲ့ခေးစားနဲ့ဂျားတဲ့ကဖြစ်နေတဲ့ပြဿနာအဆိုင်ခဲတစ်ခုကိုသူအနေနဲ့လုပ်စီခြင်းတဲ့ဘောမှာရှိတယ်နောက်ဆုံး update တင်းနေရာလက်ရှိမှာခေးစားနေနဲ့ဒါကျွန်တော်တို့အာနီဆောရဲ့ဒါအသင်းဒါကျွန်တော်တို့လက်ရှိဂျာမနီကိုပါသွားတယ်ဖရက်ဖက်ဘွဲမှာလည်းမပါသွားခဲ့ဘူးလို့သိရတယ်မှာပါအဲ့ဘာကျွန်တော်က ခီးစားနဲ့ဒါအာနီစတော့တို့ဂျားတွေကပြဿနာကထင်တာထက်ပိုပြီးကြီးမားနေတယ်လို့ကျွန်တော်အနေနဲ့ဆိုလိုလို့ရတဲ့ဘက်မှာရှိလာခဲ့ပြီအဲ့တော့ခီးစားကွယ်လည်းရှိမှာလီဗာပူးအသင်းကလာမယ့်နှွေဆောင်းရသည့်ပြောင်းရွှေ့မှာအကေအာနီစတော့ဒါအသင်းမှာလူမရှိခဲ့ဘူးဆိုရင်တော့သူတို့အနေနဲ့အသုံးပြုတော့ရောင်းချသွားဖို့အတွက်လည်းစတင်ပြီးတော့စဉ်းစားနေခဲ့ပြီလို့သတင်းထွက်လာအဲ့တော့ဒါထားပါခီးစားကိစ္စနဲ့မှာအဲ့တော့လက်ရှိမှာလီဗာပူးအသင်းကဒီနှစ်ဆောင်းရသည့်အပြောင်းရွှေ့မှာတင်မယ်ဒါကျွန်တော်တို့ ဆမ်မီညိုကိုခေါ်ယူသွားဖို့အတွက်လက်ရှိမှာတော်တော်လေးကို high ဖြစ်နေပြီလို့သိရတယ်ဒီမှာပါတယ်အဲ့တော့ဆမ်မီညိုကိုလက်ရှိမှာဒါလီဗာပူးဘက်ကနေပြီးတော့ယူရိုတော့ဆိုပေါင်သန်း80နဲ့85တန်ကြားလောက်တော့ရရှိလောက်မယ်သူတို့အနေနဲ့မြင်နေစာချုပ်ဒါကျွန်တော်လက်ရှိစာချုပ်ဖြတ်သိမ်းကြရလာမယ့်နေရာဒီမှာအသက်ဝင်မဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါအခုချိန်ကလေးကငွေလေးပူပေးပြီးဒီကစားသမားကိုခေါ်ယူသွားဖို့အတွက်စဉ်းစားလာခဲ့တယ်ဒီကစားသမားကိုလက်ရှိမှာဒါကျွန်တော်တို့ဒါ left wing ကစားသမားဆိုရတဲ့ဆိုင်ဒါသူတို့အနေနဲ့ဒါ မိုဟာမက်ဆာလာရဲ့ရေရှည်ဒါကျွန်တော်အစားထိုးနိုင်မဲ့ကစားသမားကိုတို့နေယုံကြည်တယ်ဒါဆာလာလို့ပြောတဲ့ကျွန်တော်လက်ရှိဒီကစားသမားကိုတွေးပေးမယ်ဆိုရင်တော့ဒီကစားသမားတော်တော်လေးကိုအဆင်ပြေသွားနိုင်လို့ယုံကြည်ရတယ်မှာပါတယ်အခုလက်ရှိမှာဒါဆမ်မီညိုကိုဒါကျွန်တော်တို့လီဗာပူးတသင်းနဲ့စိတ်ဝင်စားနေတာမဟုတ်ဘဲနဲ့တော်တန်ဟော့စပါအသင်းကိုမန်ချက်စတာယူနိုက်တက်အသင်းကိုစိတ်ဝင်စားနေတယ်တော်တန်ဟော့စပါအသင်းကိုတိုင်ကလည်းဒါတောင်ပံကစားသမားလူအပ်နေတဲ့အတွက်ကြောင့်မို့ဒါဆမ်မီညိုကဒါရွေးချယ်ဖို့အတွက်ကစားသမားတွေတဲကတယောက်ဖြစ်လာနိုင်မယ်ဆိုတဲ့ဥစ္စာကလည်း100%ဖြစ်တယ်ဘာလို့လဲတော်တန်ဟော့စပါအသင်းတွေကလက်ရှိမှာတခြားတက်နေတာဟုတ်စပါအသင်းကလည်းရှိမှာသူတို့ကဒါကျွန်တော်အာစနယ်နဲ့ဒူယူ ဒက်စ်ကိုရှင်းရမလားဒါဆက်မီညိုကိုလေဘဘူးဒင်းနဲ့တူရှင်းရမှာဆိုတဲ့ဒါရွေးချယ်မှုတွေကိုလည်းတစ်ချက်တော့စောင့်ကြည့်ရမယ်သဘောမှာရှိရလို့ကျွန်တော်အနေနဲ့မြင်နေအလရှိမှာလေဘဘူးဒင်းနဲ့လာမယ့်ဒါကျွန်တော်တို့စောင့်ရသည်အပြောင်းရွှေ့မှာတို့နေတိုက်စစ်ပိုင်းတောင်ပန်အတွက်ဆက်လက်ပြီးဖြည့်တင်းမှုတွေကြိုးစားတော့မယ်ဆက်မီညိုရဲ့အေဂျင့်တွေကိုလည်းလက်ရှိမှာလေဘဘူးအသင်းတွေနဲ့ဒါကျွန်တော်တို့ဆက်လက်ပြီးဒါကျွန်တော် contact လုပ်ဖို့တွေကြိုးစားနေတယ်ဆက်မီညိုကလည်းလက်ရှိမှာဘုံမောက်အသင်းမှာဒါကျွန်တော်တို့သူတို့အနေနဲ့ဒါဂရီပေးထားတိုင်းလာမယ့်နေရာတီတီရှိခဲ့ခြင်းပဲဒါလက်ရှိမှာလေဘဘူးဒင်းသာတရားဝင်သူ့ကိုဆက်သွယ်လာမယ်ဆိုရင်တော့သူ့အနေနဲ့ခေါ်ယူသွားဖို့အတွက်ဒါစဉ်းစားသွားနိုင်တယ်ဆိုတဲ့ သတင်းတွေတော့ရှောက်ထွက်ပေါ်လာခဲ့တယ်။လေမဘူးတင်ကခေးစားကိုတော့ကျွန်တော်တို့လက်ရှိလက်လွတ်ဖို့ဆောင်းရဒီစင်ဆောင်းရဒီမှာလက်လွတ်သွားပွဲရရှိပြီးတော့ဆမ်မီညိုနဲ့ဒီမြန်မာအစားထုတ်မှုအတွက်ပြင်ဆင်လာခဲ့တယ်။လေမဘူးတင်လက်ရှိအာလီစလော့ကိုတိုင်ကလည်းဒါသူ့အနေနဲ့တောင်းမန်ကစားသမားတစ်ယောက်ခေါ်ပြီးဖို့အတွက်လည်းအသင်းဘက်ကအဓိကတောင်းဆိုထားခဲ့ခြင်းဖြစ်တယ်ပေါ့နော်။အဲ့တော့လေမဘူးတင်ကဆမ်မီညိုကိုဒီနေ့ဆောင်းရဒီမှာပဲတခါတည်းခေါ်ယူသွားဖို့အတွက်တကယ်ကိုကြိုးစားနေတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်။လေမဘူးတင်လက်ရှိမှာတော့နောက်ဆုံး update သတင်းရဒီနေ့ဆောင်းရဒီမှာသူ့အနေနဲ့ဒါကျွန်တော်ကွင်းလေကစားသမားတစ်ယောက်ကိုလည်းလက်ရှိမှာချိန်ရွယ်လို့သိရတယ်မှာပါတယ်။ဒီကွင်းလေကစားသ မကဒါကျွန်တော်တို့ဂျူဗင်တက်စီရဒါကျွန်တော်တူရန်ပဲတည်ရတယ်မှာပါတယ်သူတို့နေတာလာမယ့်နေရာကြီးကြရင်ဒါအဒမ်မော်ဒန်လူကစားသမားမျိုးကိုခေါ်ယူဖို့တဲ့စဉ်းစားနေခဲ့ပေမဲ့ရေရှည်မဟုတ်ဘဲနဲ့လက်ရှိကွင်းလယ်ပိုင်း defensive midfield တိုင်းဒါကျွန်တော်တို့ center midfield defensive midfield hybrid ပုံစံမျိုးမှာတော့တူရန်ကိုစိတ်ဝင်စားနေလို့တည်ရတယ်မှာပါတယ်တူရန်ကလက်ရှိမှာ liverpool အသင်းကခေါ်ယူရင်မဲ့ဆိုရင်သူတို့နေတဲ့ပေါင်တန်း40 euro 55တန်းပတ်ချလေဝိညာဉ်ကြားလောက်နဲ့ခေါ်ယူနိုင်မယ်ဆိုတဲ့သတင်းတွေကတော့ရှောက်ထွက်ပေါ်နေစေဖြစ်တယ်ပေါ့နော်အဲ့တော့ liverpool အသင်းကခုလက်ရှိနောက်ဆုံး update သတင်းတွေရဆိုတော့ကွင်းလယ်ပိုင်းကိုလည်းသူတို့နေအကြီးကျယ်ဖြစ်တင်းခြင်းနဲ့ ်ကွင်းလေဘက်မှာအာနီစလော့အနေနဲ့ခုလက်ရှိမှာခံစစ်အသာပေကွင်းလေကစားသမားတွေအားနည်းမှုကအသင်းကို impact ရဒုက္ခပေးနေတယ်လို့သူအနေနဲ့ခံစားမှုတွေရှိတယ်ဆိုပြီးတော့ဒါကျွန်တော်တို့ ဒီဘဘူးအကြောင်းကျွန်တော်ဂျိမ်းဘီအက်စ်ကနေသူ့ရဲ့ Twitter စာမျက်နှာပေါ်ရေးသားထားခဲ့တာကိုတွေ့ရမယ်။သူ့ပြင်မဲ့တော့ညာတကယ်တမ်းနင်လန်းငါလာဟိဆိုရင်တော့ Juventus ကသူ့ရဲ့ကွင်းလေကစားသမားကိုလွယ်လွယ်ကူကူအသင်းကလွတ်လွတ်မှာမဟုတ်မနဲ့အထူးသဖြင့်စောင်းရာသီလိုအပြောင်းရွှေ့မှာတော့ဒါ Liverpool အသင်းလိုမျိုးအသင်းစီကိုသူတို့အနေနဲ့လွယ်လွယ်ကူလက်လွတ်မှာမဟုတ်ဘူးလို့သိရတယ်။ဒါသူရန်ကလက်ရှိမှာဒါကျွန်တော် Liverpool အသင်းနဲ့ agent နဲ့တရားဝင်ချိတ်ဆက်မှုတွေမရှိသေးဘူး။ကစားသမားဘက်ကလက်ရှိမှာဒါ Liverpool အသင်းနဲ့လည်းချိတ်ဆက်ထားမှုတွေမရှိသေးဘူး။လက်ရှိမှာ Liverpool အသင်းကဒီကစားသမားကိုစိတ်ဝင်စားတာတစ်ခုပဲရှိတယ်။ Liverpool အသင်းနဲ့သူရန်ကိုရေရှည်ကစားသမားပုံမြင်ဆိုရဲအလက်ရှိမှာအသင်းတုံးကစားသမားပုံ စံမျိုးကိုလေဘဘူးတင်ကလိုရှိတယ်။လာမယ့်လူရာသီကြတော့လေဘဘူးတင်ကဒီကွင်းလယ်နေရာအတွက်အဒမ်မွာတန်ကိုမာကီဆိုင်ငန်တယောက်နဲ့တတ်မှတ်ထားတယ်။အဒမ်မွာတန်ကတော့စိတ်ဝင်စားတဲ့ club ကခုလက်ရှိမှာမရှိသလောက်နေနေတဲ့ကြောင့်အဒမ်မွာတန်ကအရင်ကြီးဒါကျွန်တော် hype လို့များအဲ့တော့လက်ရှိမှာအဒမ်မွာတန်ကိုမလူချင်တာဆိုကျွန်တော်တိတောက်ကလာအာဆိုတဲ့လောက် Arsenal နဲ့ City လောက်ပဲမလူချင်တာ Chelsea ကလည်းလူချင်တယ် United ကလည်းလူချင်တယ်လက်ရှိမှာဒါကျွန်တော်တို့ လေဘဘူးကလည်းစပါလူချင်းပဲစပါလူဒါကျွန်တော်တို့လက်ရှိဘတ်ဂျက်မျိုးနဲ့ကတော့တော်တော်လေးကိုမလွယ်ကူမဲ့အနေထားမှာရှိတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့တော့လက်ရှိမှာလေဘဘူးအသင်းကဒါကျွန်တော်တို့လက်ရှိနောက်ထပ် target တစ်ခုထားနေတာကဆော်ဒီကရူဘင်နီဖ်ကိုလည်းဒါအသင်းကဒါကျွန်တော်ချက်ချင်းအသင်းသုံးပုံစံမျိုးကွင်းလေပိုင်းမှာဒါကျွန်တော်အားကိုးဖို့အတွက်ဒါစဉ်းစားနေတယ်ဒါပေမဲ့လက်ရှိမှာဒီတင်းကဆော်ဒီဘက်ကတက်တဲ့တင်းဖြစ်ပြီးကောလာဟာလာဆဆတင်းတွေကြီးပဲဖြစ်တယ်လို့သိရတယ်တဲ့မှာပါပါတယ်အဲ့မီဒီယိုပဲဆိုဆိုကောင်လေဘဘူးအသင်းကလက်ရှိမှာတောက်ရှော့အလုပ်တွေကိုစူးစမ်းနေစေဖြစ်ပြီးလာမယ့်နေရာဒီကျွန်တော်အဓိကအသင်းကိုဖြစ်တင်းဖို့အတွက်စူးစမ်းတော့အောင်မယ်လို့သိရတယ် ်မှာပါတယ်ပြီးလက်ရှိမှာလီဗာပူးအသင်းအနေနဲ့ကျွန်တော်ကနောက်တန်းကစားသမားတွေကိုလည်းနောက်လျှောက်တာထောင်ကြည့်နေလို့သိရတယ်မှာပါတယ်လီဗာပူးအသင်းကခုလက်ရှိမှာ Sporting ရဲ့ဒါကျွန်တော် Center Back ကစားသမားဖြစ်တဲ့ Dio Mendy ကိုတော်တော်လေးကိုစောင့်ကြည့်နေပြီးရဲ့အပြင်ကိုလက်ရှိမှာလီဗာပူးအသင်းအနေနဲ့အခုလက်ရှိဒါကျွန်တော် Premier League ကခံစင်မှုတွေကိုလည်းတစ်ချက်တော့ဒါကျွန်တော်လိုက်ပြီးရှာဖွေနေလို့သိရတယ်မှာပါတယ်လီဗာပူးအသင်းကခုလက်ရှိလီဗာပူးအသင်းဘက်ကနေဒါကျွန်တော်တို့ခွန်စာကိုဒါရောင်းလိုက်မိတာမှားသွားတယ်ဆိုတဲ့ခံစားချက်မျိုးရှိခဲ့ပေမဲ့ခွန်စာကိုတော့အခုလက်ရှိအနေထားရလွယ်လွယ်ကူကူခေါ်ယူနိုင်တဲ့အနေထားမှာမရှိတော့ဘူးလို့သိရတယ်မှာပါတယ်ဒါပေမဲ့လီဗာပူးအသင်းနဲ့ဒါအန်ဒရီကျွန်တော်တို့က အာခုနတည်းရဲ့စာချုပ်ကိစ္စနဲ့ပတ်သက်ပြီးတို့အနေနဲ့ကောင်းမှရှိတော့ဘူးဒါခုနကကစားသမားဘက်ကလက်ခံရင်လက်ခံလက်မခံဘူးဆိုရင်တော့ဒါကျွန်တော်တို့အနေနဲ့ဒါဆက်လက်ပြီးတော့အသင်းဘက်ကနေဘာမှ impact ပို့ပြီးတော့ပို့ထည့်ပြီးထုတ်ဆရာမရှိတော့ခုနတည်းကိုယ်တိုင်ကလက်ရှိမှာဒါ Real Madrid တင်းတင်းနဲ့တင်းတော်တော်လေးအေးသွားခဲ့ဖြစ်တယ် Real Madrid ဘက်ကလက်ရှိမှာခုနတည်းရဲ့လက်ရှိ Chase 1 D ကြောင့်မလို့တို့အနေနဲ့တိတ်ပြီးစိတ်မဝင်စားတော့ဘယ်နဲ့တို့အနေနဲ့ဒါရောက် Upamecano ဒါ Bayern Munich ရဲ့ဒါခန်းစစ်ကစားသမားကိုခေါ်ယူဖို့ဒါလက်ရှိမှာစိတ်ဝင်စားနေတယ်ဆိုတဲ့တင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့တာဖြစ်တယ်ပေါ့တော့လက်ရှိမှာ Liverpool တင်းနဲ့ဒါကျွန်တော်တို့အနေနဲ့ defensive ကွင်းလယ်ပိုင်းမှာပေါ့နော်အဒမ်မွာတန်သာမရခဲ့ဘူးဆိုရင်တို့စိတ်ဝင်စားတဲ့နောက်တဲ့ကစားသမားကအလံပွေးပြီးမဲ့တော်တော်လေးကိုလီဗာပူးအသင်းကဒါကလော့ခစ်ခရီကတော်တော်လေးကိုကြိုက်တဲ့ကစားသမားရှိတယ်။အဲ့ကစားသမားဒါကာဗာမင်ဂါပေါ့နော်။ကာဗာမင်ဂါကိုလက်ရှိမှာလီဗာပူးအသင်းနဲ့လက်ရှိဆန်တာဘက်ကဥစားကျွန်တော်တို့ဒက်ဖန်စင်မီဖီဒါအနေနဲ့ခေါ်ချင်တယ်။ဒီနေ့မှာဒါကျွန်တော်တို့လက်ရှိဇာဘီအလွန်ဆိုးရဲ့လက်အောက်မှာဒါကျွန်တော်မင်းနေရဖို့အတွက်ရုန်းကန်နေရတဲ့ဒါကာဗာမင်ဂါအနေနဲ့အကယ်၍အသင်းသာပြောင်းဖြစ်ခဲ့မယ်ဆိုတော့လီဗာပူးကရွေးချယ်စရာတစ်ခုအနေနဲ့ဖြစ်လာမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ကာဗာမင်ဂါအေဂျင့်နဲ့လက်ရှိမှာလီဗာပူးရဲ့ဒါတို့အရေးကြီးတဲ့လူတွေနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းတွေဒါတောင်းတ ဖျက်ဖျက်ထွက်ခဲ့ပြီမြင်တကယ်တမ်းနင်းသားငါလားဟိဆိုတဲ့ moment မှာဒါမျိုးကတကယ်ကောခုတ်ရလားဆိုတော့တချို့ကြည့်မယ်ဒါပေမဲ့ဒါဒီတင်းကိုတင်ထားခဲ့တာ defense central လို့တင်းထဏာကတင်ထားကြအောင်မူ TF4 TF5 တော့မဟုတ်ဘဲ TF5 TS level ပဲရှိရလို့ပြောလို့ရတယ်တော့ပါတယ်လက်ရှိမှာ Liverpool အသင်းကဒီနှစ်ဝယ်ယူထားတဲ့ကစားသမားတွေရဲ့အပေါ်မှာလုံးဝဒါကျွန်တော်စိတ်ပြည့်ခြင်းမရှိဘူးဒီကစားသမားတွေက long term investment ဖြစ်တဲ့ကြောင့်လက်ရှိရာဒီမှာတော့ဒါကျွန်တော်ပို့ပြီးတော့ကောင်းလာနိုင်တဲ့ကစားသမားလို့မြင်တယ် Liverpool အသင်းကဒီနှစ်မှာဒါကျွန်တော် Florian Risk ဒါ Alexander Isak တို့ရဲ့ဒါကျွန်တော်ရင်းနှီးမြှုပ်နှံခဲ့တဲ့ပုံမှာလုံးဝလုံးဝကိုဒါကျွန်တော်အသင်းဘက်ကနောက်နောက်ရခြင်းမရှိဘူးဒီကစားသ မိုင်းနဲ့အသင်းပေါ်ကိုလုံးဝ100%အကျိုးပြန်ပြုနိုင်မယ်လို့လုံးဝဒါထင်ထားပြီးသားဖြစ်တယ်လို့ပြောလို့ရမယ်တဲ့မှာပါပါတယ်။ဒါဟုတ်တဲ့ Florian Risk ကိုတက်ရှိမှာကျွန်တော်တို့ဒါဂျာကာလာတစ်ခုလို့သတ်မှတ်ထားပြီးသူ့အနေနဲ့ကစားသမားကိုလည်း pressure အရင်မပေးဘဲနဲ့ကစားသမားအနေနဲ့ဒါကျွန်တော်ရေနောက်ပိုင်းကျအသက်ရွယ်လေးငယ်သေးတဲ့ကြောင့်နောက်ပိုင်းကျပြန်လည်ပြီးတော့တိုးတက်လာမယ့်ကစားသမားအနေနဲ့ Liverpool အသင်းဘက်ကနေအပြေအဝမျှော်မှန်းပြီးသားဖြစ်တယ်။ဒါကြောင့်မို့ဒါ Liverpool အသင်းဘက်ကတော့ဒါသိကြတဲ့အတိုင်းပဲ ဒါနဲ့ပတ်သက်ပြီးတိတ်ပြီး pressure မရှိဘူး။ Isak နဲ့တည်းဒီတိုင်းပဲ Isak နေလက်ရှိမှာကြန့်ခိုင်မှုဒါပြန်လဲပြေဝလာခဲ့မယ်ဆိုရင်တော့ဒါ Isak နေတဲ့ Liverpool တင်းမှာပြန်လဲပြီး thrive ဖြစ်လာနိုင်မယ်ဆိုတဲ့ဥစ္စာမျိုးကိုတို့အနေနဲ့တွေ့ရမယ်တဲ့မှာပါပါတယ်။ Liverpool တင်းကလက်ရှိ Lamess နေရာတည်းမဆောင်မနဲ့ဆောင်းရာတည်းမှာလည်းလုပ်ဒီအကြီးကျယ်လုပ်ဖို့ရှိတယ်။ Liverpool တက်တဲ့ကလက်ရှိမှာ Arnisso ကိုဆက်ဆိုးခဲ့ပေမဲ့ Arnisso ကိုလက်ရှိမှာ Liverpool တင်းဘက်ကတော့စာချုပ်တက်တန်တူဖို့အတွက်အခုချိန်ထိစူးစမ်းနေစေဖြစ်ပါတယ်။ဒါတော့ပါပဲ။ဘလုံးမွေးတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်။မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာအမြဲတမ်းဖြစ် ဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော့နေ့လေးနေ့ဖြစ်ပါစေစုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့ဒီပေါ်ပဲအားလုံးမကြွတူပါနဲ့